တိတ်ကောင်းမှုကြောင့်လူဖြစ်လာပြန်တော့လေတတိဘွားကိုရောက်ရွှေလင်းမန်းနဲ့အချင်းစီမင်းသွေးပမာရွှေရောင် Sky Daily ကြည့်ရှုသူမိဘပြည်သူများမင်္ဂလာပါရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့ရှမ်းကနိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌမိသားစုမှမြန်မာနစ်ဆန်တရက်နေ့တွင်မွေးငါစတုဒီသာကျွေးမွေးလူဒန်းခဲ့တဲ့တဲ့ရင်ကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် ရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌဦးမျိုးမြင့်နှင့်ဇနီးဒေါ်လာဒိုမီသားစုကမြမနစ်ဆန်တရက်နေ့မွေးငါဆတုရီသာအလူတော်မင်္ဂလာကိုတော့ဒီကနေ့ဧပြီလ18ရက်မွန်းလယ်3နာရီကရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျုံးမျိုးနယ်ကြီးပွားရေးရက်ကွက်တန်တုမာလန်းရှိရန်ကုန်တိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းနေအိမ်တွင်ကျွေးမွေးလူရန်ခဲ့တာပင်ဖြစ်ပါတယ် အနန္တအနန္တ၅ပါးတို့ကိုဥထိပ်ထား၍ဥမျိုးမြင့်နှင့်စနီးဒေါ်လာတို့မိသားစုကဒီကနေ့ဧပြီလ18ရက်မြန်မာနေဆန်းတရက်နေ့မှာတော့နေအိမ်တွင်ပင့်တန်ကားတော့အရှင်သူမြတ်များမှာဗုဒ္ဓဘီဒီကအနိကစားတင်ခြင်းအနိယကင်းပရိတ်တရားတော်များရွတ်ဖတ်ပူဇော်ခြင်းများကိုလှုပ်ဆောင်ခဲ့ပြီးမွေးငါစတုတီသားကျွေးမွေးလူတန်းမှုကိုတော့နေ့လယ်3နာရီတွင်ရွက်ကွန်နေပြည်သူများအားအာဟာရဒါနအဖြစ်ကျွေးမွေးလူတန်းခဲ့တယ်လို့သိရပါတယ် အဆိုပါအာဟာရဒါနာစတုရီသာအလူတော်မင်္ဂလာတွင်အယုတ်အလက်အမျက်မြွေခုနှစ်ရသသမီများအားကျွမ်းမွေးလူရန်ခဲ့ခြင်းကြောင့်အလူရှင်မိသားစုများမှာစိတ်ချမ်းသာခြင်း ကိုယ်ဤကျမ်းခြင်းဖြင့်ကောင်းကျိုးလိုရာ ဆန္ဒပြေဝါကြပါစေလို့ခုနှစ်ရသသမီများကိုစား Sky Daily Media မှအဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်။ ဒါအပြင်ဒီကနေ့သာသနာနေ့2568ခုမြန်မာတက္ကရာ1389ခုမြန်မာနှစ်စန်းတရနေ့မှစပြီးပြည်သူပြည်သားကဘာသူကဘာသားအားလုံးစိတ်ချမ်းသာကိုကြမ်းပါပြီလူရင်းဆန္ဒအားလုံးပြေပါစေခက်သိမ်းသောဘေးရန်ရဲ့အမျိုးမျိုးမှလည်းကင်းဝေးကြပါစေကြောင်း Sky Daily Media မှာထက်ဆင့်စုတောင်းမြတ်တာပို့တာအပ်ပါရရှင် perfectly